အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပြီးရမယ့်အကြောင်းအရာကတော့ဂျပန်နိုင်ငံကရင်မောင်းလိုင်စင်ကတ်ကိုကြီးလိုက်တာနဲ့ဒီလူတယောက်ရဲ့ရင်မောင်းလိုင်စင်ရဲ့ history ကဘလို့အနေထားရှိတယ်ဆိုတာကိုတမ်းပြီးနားလည်တဲ့ဤကိုကျွန်တော်ပြန်လည်မျှဝေပြီးရမှာပဲဖြစ်ပါတယ်အခုကျွန်တော်အပြာရောင်နဲ့ပေါ်ပြထားတဲ့နံပါတ်12လုံးကဏ္ဍကိုကျွန်တော်ဘယ်ဘက်ကနေစပြီးတော့ပြောပြပြီးရမယ်။သူတယောက်ကရင်မောင်းလိုင်စင်ကိုဘယ်ဒေတာကနေဘယ်ခရိုင်ကနေပြီးတော့ ရမောင်းလိုက်ကိုဖြည့်ပြီးတော့ကတ်ထုတ်ခဲ့တယ်ဆိုတာကဘယ်ဘက်ကနံပါတ်30ကိုကြည့်ရတယ်တိနိုင်တယ်နံပါတ်30ဆိုတာကကျွန်တော်ကတိုကျိုကနေရမောင်းလိုက်စင်ဖြည့်ပြီးထုတ်ခဲ့တာမို့လို့နံပါတ်30တခြားလူတွေကတော့ခဏနေရတော့အများကြီးရှိရဲ့ဗျာနားလည်လွယ်အောင်ကျွန်တော်ဒီဇာတ်လေးကိုဖော်ပြပေးမယ်ဟော်ကိုင်းဒိုးဆိုရင်30 17 17 34တင်းနေစာပေါ့ဗျာဒီဇာတ်နဲ့ကို့မှာရှိတဲ့ကတ်နံပါတ်ကိုတိုက်လိုက်တာနဲ့ကိုကဘယ်ခရိုင်ဒေတာနဲ့ ရမောင်းလိုင်စင်ကိုထုတ်ခဲ့တဲ့ဆိုတာကိုချက်ချင်းနားလည်နိုင်တယ်။နံပါတ်20လို့ရေးထားတဲ့ခဏန်းကကျတော့ကိုရမောင်းလိုင်စင်ထုတ်ခဲ့တဲ့ခုနှစ်ကိုပြောတာ။ဥပမာ2020ဆိုရင်နောက်ဆုံးခဏန်း20ကိုယူရင်ဒီလူက2020မှာရမောင်းလိုင်စင်ကိုရခဲ့တယ်ပေါ့။နောက်တစ်ခုကတော့5လုံးမြောက်နဲ့6လုံးမြောက်၊၃ညာ၃ညာခဏန်းပေါ့။သူကရေးဖြည့် exam ဖြည့်တော့အမှတ်ရမှတ်ကိုပေါ်ပြတာတဲ့။၃ညာ၃ညာဆိုတာအမှတ်ပြည့်နဲ့အောင်တာ။ တုံညတုံညမဟုတ်ပဲနဲ့ဥမာအဲ30ဆိုရင်ဟိုကတ်အောင်တာပေါ့ဆောင်းပွဲမှာဆိုရင် तू အမှတ်90မှာအောင်မဲ့ပြီးရဆိုတော့ तू 30ဆိုရင်အမှတ်90နဲ့ကတ်အောင်တဲ့တဘောကိုပေါ်ပြတာတဲ့အဲ့တော့ဂျပန်နေကြားမှာသူတို့ဟာတာအနေနဲ့ပြောတာပေါ့နော်အမှန်တကယ်တော့ဗျာအလေကကဏ္ဍတွေကရမောင်းလိုက်စင်ဌာနကနေပြီးတော့ကျွန်တော်တို့ကိုစီမံခန့်ခွဲထားတဲ့ကိုပိုင်နံပါတ်တွေကိုပြောတာပဲဖြစ်ပါတယ် ဒီကိုပိုင်နံပါတ်ဆိုတာကကို့မှာအရင်တုန်းကပြည့်မှုပြည့်ချက်တွေရှိလားဆိုတာကသူတို့ကဒေတာကြည့်လိုက်တာနဲ့တန်သိနိုင်တယ်ဗျာဆက်တလုံးမြောက်ကနန်းကကြတော့ကိုရဲ့ဒေတာတွေက register တင်ထားတာမှန်မမှန်ဆိုတာကိုသူတို့ကပေါ်ပြပြထားတဲ့ကနန်းကိုပြောဆိုခြင်းပဲဖြစ်ပါတယ်နောက်ဆုံးဆက်နှလုံးမြောက်ကနန်းရဲ့အတိတ်ဘယ်ကတော့ကတ် အစ်စ်လဲလဲနှောင်းရဲ့အချိန်ကြီးအတွက်ကိုပြောဆိုခြင်းပဲဖြစ်တယ်။တုံညလို့ဖော်ပြထားရင်တော့တခါမှတော့အစ်စ်လဲလဲထားတဲ့မရှိဘူးဆိုတဲ့အဓိပ္ပာယ်။ဥပမာကိုကကပ်ပြောက်တာပဲဖြစ်ဖြစ်အခိုးခံရတယ်ဖြစ်စေပျက်စီးသွားတယ်ဖြစ်စေအဲ့လိုအခါမျိုးမှာကပ်ကိုအစ်စ်သွားရှောက်တဲ့အချိန်ကျရင်မှတုံညမဟုတ်ဘဲနဲ့တစ်နှစ်သုံးဆိုမှကိုရဲ့လဲလဲမှုအချိန်ကြီးနှောင်းကိုဖော်ပြလိုက်မယ်။အဲ့ရဲ့အဓိပ္ပာယ်ကိုပြောဆိုခြင်းပဲဖြစ်ပါတယ်။ရှင်မောင်းလိုက်စဉ်ကပ်ကလည်းတယောက်နဲ့တယောက်အယောင်မတူကြဘူးပြ။ စမောင်းကစားလို့ဆိုရင်တော့အစိမ်းရောင်ကတ်ကိုလူတိုင်းရကြရဗျာအဲ့ဒီအားမှာတစ်ဆင့်၃နှစ်အတွင်းမှာရင်တိုင်းမှုမရှိဘူးအဲပြစ်ချက်ကလည်းမရှိဘူးရှိခဲ့တောင်မှာသူတို့တတ်မှတ်ထားတဲ့အမှတ်မလျော့ဘူးဆိုရင်တော့ဒီ၃နှစ်ပြည့်လို့ပြောင်းတဲ့အချိန်မှာ အပြာရောင်ကတ်ကိုထက်ရမယ်အဲ့လိုပဲအပြာရောင်ကတ်ကလည်းတက်တန်းပြီတော့လို့၃နှစ်အတွင်းမှာဘာပြစ်ချက်မှမရှိဘူးဆိုရင်ကိုကဒီ golden ကတ်ကိုထပ်ရမယ်ဗျာ ဟာအဲ့ဆိုတော့ဂိုရန်ကတ်ရဝင်တော့ကိုက okay ွားပြီးတော့အဲ့လိုတော့မဟုတ်ပြဂိုရန်ကတ်ရတဲ့အတော်အတွင်းမှာလည်းတခုခုပြစ်ချက်ရှိခဲ့ရင်ကိုကအပြာရောင်ကတ်ကိုပြန်ပြီးတော့အ short ခံရနိုင်ချေရှိတယ်ဗျဒါကတော့ဂျပန်နိုင်ငံကရင်မောင်းလိုက်စင်ကတ်နဲ့ပတ်သက်ပြီးကျွန်တော်ကပြောပြပြီးခြင်းပဲဖြစ်ပါတယ်အကူရောမတို့လည်းတခုခုတစုံတရာဟိုဗဟုသုတရခဲ့ပြီးရှိတော့ကျွန်တော်ကို like and follow နဲ့ဝင်ရံပေးပါအောင်လို့တောင်းဆိုပါရစေအဆုံးထိကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်